လက်စမန်အတွက်အခက်ခဲတွေကစောင့်ကြနေပြီဆိုတဲ့ပီတာရှမိုက်ကယ်ရှမိုက်ကယ်ကမန်ချက်စတာယူနိုက်တက်တင်းရဲ့ဂန်ဝင်ဂိုးသမားတွေထဲကတယောက်ဖြစ်ခဲ့သူပါရှင်လက်ရှိယူနိုက်တက်မှာဆိုရင်လည်းဂိုးသမားပြဿနာတွေကြောင့်ရှမိုက်ကယ်ကအမလို့အမရဖြစ်နေပါတယ်ဒါပေမဲ့လက်ရှိလူငယ်ဂိုးသမားလေးလက်စမန်ကိုတော့ရှမိုက်ကယ်ကသဘောကျနေပြီးတော့အလားလာရှိတဲ့ဂိုးသမားကျုပ်လို့လည်းယုံကြည်နေပါတယ်လက်မန်ရဲ့လက်စွမ်းကိုသဘောကျနေပြီးမဲ့အခက်ခဲတွေကိုလည်းရင်ဆိုင်နိုင်မှသာဂိုးသမားကောင်းတယောက်ဖြစ်မယ်လို့ရှမိုက်ကယ်ကအခုလိုပဲအကြံပေးခဲ့ပါတယ်လက်စမန်ကပရမဇုံပွဲမှာကလေးကယုံကြည်မှုတွေရသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ် ်ပထမဆုံးဖြတ်ကျင်ဘောကိုဆွဲယူဖမ်းလိုက်တဲ့နောက်ဒီလစ်ရဲ့အမူအရာကိုကြည့်ခင်ဗျားတို့သိမှာပါနောက်ခံလူတွေကသူတို့အတွက်ယုံကြည်စိတ်ချရတဲ့သူတို့ရဲ့ဖီးယားတွေကိုကောက်ကွယ်ပေးနိုင်တဲ့ဂိုးသမားတယောက်ကိုလိုချင်ကြပါတယ်ပြီးခဲ့တဲ့နှစ်တွေတုန်းက United အသင်းရဲ့ဂိုးသမားတွေကိုကြည့်လိုက်ပါဦးကောင်းပါတယ်ဆိုတဲ့ကစားသမားတွေရောက်လာပြီးတော့ဖီးယားတန်ကိုမခံနိုင်ကြပဲအရှုံးပေးသွားကြရတဲ့ကစားသမားတွေအများကြီးရှိပါတယ်ဒီအချိန်မှာ Lesman အနေနဲ့ကအခုလိုပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲမျိုးဆိုတော့အခုမှစတင်ရင်ဆိုင်ရမှာပါဒီအတွက်လည်းသူကိုယ်တိုင်ကအစင်းနဲ့ဖြစ်နေမယ်လို့ကျွန်တော်ထင်နေဂိုးသမားတိုင်းကတော့အမှားနဲ့မကင်းနိုင်ပါဘူးဒါပေ မဲ့ဒါကိုပဲယုံကြည်မှုရှိရှိနဲ့ရင်ဆိုင်ဖြည့်ဆင်းသွားရမှာပါဆိုပြီးတော့ရှမိုက်ကေကပြောကြားသွားခဲ့တာဖြစ်ပါတယ်။အဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။